ဒီအချိန်မှာတိတ်မဝေးမနီးနေရမှာတင်တွေးလိုက်ပါတယ်။ပစ္စည်းတွေဟာနေရာတကာပြန့်ကျဲနေပြီးတော့ထန်းတွေဟာအဆအဆပြဲနေကနင်းတွေနဲ့ဖုံးလွှမ်းနေပါတယ်။ထန်းတွေကလည်းအဝေးကိုထွက်သွားတဲ့ရှေလန်းတွေကိုတင်တွေးလိုက်တော့လိုက်သွားတာပေါ့။မကြာခင်မှာပဲခန္ဓာကိုယ်တွေစတွေ့နေပါတယ်။ လူတစ်ယောက်ကကောင်းကွယ်နေတယ်။နှစ်ယောက်ကနှံ့ရိုးတွေကျိုးနေတယ်။သူတို့ဒံယာတွေကကားတိုက်မှုနဲ့တူတူပါပဲ။နောက်တစ်ယောက်ကျတော့ထူးဆန်းစွာမျက်လုံးကိုရှားကိုပျောက်နေပါတယ်။ဒီလိုဖြစ်ရလောက်အောင်ဘာအရာကလှုပ်လိုက်တာလဲ။ဒါကတော့ Diet Love Pass Incident လို့ခေါ်ပြီးတော့အပြေးမရှိနှစ်ပေါင်း60လောက်6လန့်ခဲ့တဲ့ထူးဆန်းတဲ့အမှုတစ်ခုဖြစ်ပါတယ်။ 1959ခုနှစ်ဇန်နဝါရီလ23ရက်နေ့လောက်မှာ Igor Dyatlov အသက်23နှစ် engineer ကျောင်းသူတဦးဟာသူတငယ်ချင်း၈ယောက်နဲ့အတူ Soviet Russia mine ပေါင်း900လောက်ဝေးတဲ့ Ural Mountain တောင်ကြီးကိုခရီးထွက်ခဲ့ပါတယ်ခင်ဗျာသူတို့ဦးတည်တဲ့ခရီးကတော့ Otorton တောင်ဖြစ်ပါတယ်ဒေသသားတွေကလုံးဝမတွားရလို့ခေါ်တဲ့နေရာပေါ့ဗျာ ါကပုံမှန် hiking ခရီးသမားတွေမဟုတ်ဘူးနော်သူတို့တွေဟာအကုန်လုံး grade 2 certification ရရှိထားပြီးသား Soviet Union မှာဆိုရင် level အမြင့်ဆုံး grade 3ရရှိတော့မယ်ကျွမ်းကျင်လွန်တဲ့တောင်တက်သမားတွေဖြစ်ပါတယ်သူတို့ရဲ့ခရီးကိုတည်တည်ကြကြပုံတွေစာမှတ်တမ်းတွေကိုတည်တည်ကြကြရိုက်ရေးသားထားပါတယ်ပုံထဲမှာသူတို့ပြုံးပျော်ပျော်ရွှင်နေကြတာတွေ့ရပါတယ်သူတို့တွေဘာပဲဖြစ်ပါစေအယယပြင်ဆင်ထားတဲ့ပုံပါပဲ ဒီအတင်းပြန်ရောက်လာတဲ့တဲ့အချိန်မှာပြန်မရောက်လာတဲ့အခါမှာတော့လူပြောက်ကဲဆဲရေးအတင်းတွေကရောက်ရှိလာခဲ့ပါတယ်ဖေဗူဝါရီ26ရက်နေ့လောက်တော့ဒီလူတွေစကန်းရှာတဲ့နေရာကိုရှာတွေ့ခဲ့ပါတယ် ီထန့်တွေဟာအထဲကနေဓာတ်ထိုးဖောက်ထွက်ထားတာကိုတွေ့ရပါတယ်သူတို့ရဲ့ပစ္စည်းတွေဖြစ်တဲ့ပိုးဖနက်အင်ဂျီ2အစားအစာအရာရာအကုန်လုံးခြံထားထည့်ထားသွားတာလည်းတွေ့လိုက်ရပါတယ်ဖနက်မစည်းထားတဲ့ခြေရာတွေဟာ -30 ဒီဂရီလောက်အေးခဲနေတဲ့ဒီယာဒီဥတုကိုဂူမဆိုင်ပဲစခန်းချနေရာကနေထွက်သွားကြတာလည်းတွေ့ရပါတယ်နောက်ပြီးခန္ဓာ မနှူးကတော့တစ်ပင်အောက်မှာရှာတွေ့ခဲ့ပါတယ်။အသွင်းကန်ပေါင်းပြီးတွေအထိအဝတ်အစားတွေအကုန်ချွတ်သွားတာကိုလည်းတွေ့ရပြီးမီးပုံငဲလေးပဲမှတွေ့လိုက်ပါတယ်။နောက်၃ယောက်ကိုလည်းမနေမဝေးမှရှာတွေ့သွားပါတယ်။ကြည်ရတာမသေးခင်စခန်းရှာနေရကိုပြန်လာဖို့ဂုတ်ချက်တွားတွားနေတာတွေ့ရပါတယ်။ဒါပေမဲ့နလှလောက်ကြားတဲ့အခါမှာမှကြံတဲ့လူ၄ယောက်ကိုရှာတွေ့ခဲ့ပါတယ်။စတုံးပေးလောက်နဲ့တဲ့ရေခဲလျွန်မြန်ရအောင်မှရှာတွေ့တာဖြစ်ပါတယ်ခင်ဗျ။သူတို့ရဲ့ဒဏ်ရာတွေကော ရှင်းပြလို့တော့မရတဲ့အထီးပါပဲ။ခေါင်းယိုး꿰တာတွေကားတိုက်မှုနဲ့တူးတဲ့ကြီးမားတဲ့ရင်ဘတ်တန်းရတွေတယောက်ကရှာနဲ့မျက်လုံးတွေကပါပျောက်နေပါတယ်။ဒါပေမဲ့ထူးဆန်းတာကအပြင်းမှာဗာတန်းရမှမရှိပြန်ပါဘူး။ ဆိုဗီယက်ယူနီယံတို့ကဒီအရာကိုစုံစမ်းမေးမြန်းရေးခဏလေးလုပ်ခဲ့ပြီးမှချက်ချင်းပြန်ပိတ်လိုက်ပါတယ်သူတို့အပြေထုတ်ချက်အရာကတော့အပြေမရှိတဲ့ဘဒွန်းအပြင်ခွန်အားလို့ဆိုပြီးဘာမှထပ်မရှင်းပြတော့ပါဘူးဒီ file တွေကိုလည်း10နှစ်ချီ classify လို့ဝတ်ထားခဲ့ပြီးတော့ဒီနေရာတဝိုက်ကိုပိတ်ပင်ထားပလိုက်ပါတယ်ခင်ဗျာဒီလိုလောက်တော့လူတွေကပေါ်ပြီးတီးရှင်ကြပြီး theory တွေအမျိုးမျိုးပေါ်ပေါက်လာတာပေါ့ဒီ theory တွေကိုကျွန်တော်တို့လေ့လာကြည့်လိုက်အောင် ပထမကတော့တဘာဝပါ အရန်ကိုအယုံကြည်များတဲ့ theory တမျိုးကတော့ရေခဲတောင်ပြိုချမှုပါတို့တို့ယုံကြည်ချက်ကတော့တို့စကန်းရှာတဲ့နေရာကိုရေခဲတောင်ပြိုချခဲ့ပြီးကြောက်လန့်စွာထွက်ပြေးစေခဲ့တဲ့တဲ့ဗျဒါပေမဲ့မဖြစ်နိုင်ပါဘူးတို့တုံးတဲ့ tank ကဘာမှမဖြစ်နေဘူးလေတို့နေရာမှာလည်းရှိနေသေးပဲရေခဲတောင်ပြိုချခဲ့တာတွေလည်းလုံးဝတက်တဲ့တစ်ခုမှရှာမတွေ့ခဲ့ပါဘူး နောက်တစ်ခုက hypothermia အရာအေးလွန်းတာခံရရင်တချို့လူတွေက paradoxical undressing ဖြစ်စေပြီးတော့အဝတ်စားတွေကိုအကုန်ချွတ်တက်လေရှိတယ်တဲ့ဒါပေမဲ့ hypothermia ကြောင့်နံရိုးတွေမကျိုးစေဘူးခေါင်းရိုးတွေမကွဲစေဘူးအဲ့ဒါဆိုအေးဒဏ်ကြောင့်ပဲလားဒါမှမဟုတ်ဒီတက်ပိုးဆိုးတာဖြစ်ခဲ့တာလား တချို့ကတော့ဒီတောင်တက်သမားတွေကဆိုဗီယက်စစ်သားတွေစမ်းတက်လေလာရေးကိုမထင်မှတ်ပဲတွားတွေးမိသွားလို့လို့ပြောကြတယ်။ဒီအရာရာနဲ့ဝေးတဲ့နေရာမှာကမ္ဘာစစ်ပွဲတုန်းကလက်နက်စမ်းတက်မှုတွေပြုလုပ်တဲ့နေရာလို့လည်းပြောကြတယ်။လက်နက်တွေထဲမှာကတော့ဒါကသမျိုးပါ parachute mine ဒီပေါ်ကပေါက်ကွဲမှုကြောင့် shock wave တွေဖြစ်လာစေတာအပြင်းမှဒဏ်ရာမရပဲအတွင်းပိုင်းဒဏ်ရာတွေပဲတွေးရတာဒါကြောင့်လို့လည်းပြောကြတယ်။ ဒီတစ်ခုကတော့ဂျိုသာ theory ပဲဖြစ်ပါတယ်ဒီ develop တောင်းတတမာတွေကဒီကဘာကမဟုတ်တဲ့အရာတွေကိုဂျုံတွေးခဲ့ကြရတာလားတက်သေးတွေးရှိမှုတမာတွေများစွာကလင်းထိန်နေတဲ့စဝံအလုံးကြီးကိုတွေးခဲ့ကြအောင်ဒီအမှုဖြစ်တဲ့အချိန်မှာ report တွေအများကြီးပေးခဲ့ကြတယ် ဒါကမီးထိုးသွားတဲ့အလင်းမျိုးမဟုတ်ဘူးနော်သူတို့ဝန်ခံပြောဆိုချက်အရာကတော့ဒီအရာဟာလုံးဝအတမထွက်ပါဘူးလေပေါ်မှာပြန်ဝဲနေကြတဲ့ပုံက gravity ကပဆွေးအားကြီးကမရှိနေသလိုပဲတဲ့ခင်ဗျဒီမီးလုံးကြီးကဒီလူတွေကိုစောင့်ကြည့်ခဲ့တာလားဒါမှမဟုတ်ပိုးဆိုးပြီးသူတို့ကိုတိုက်ခိုက်ဖို့ပြင်နေတာလား လိုက်ဒနီလာဒူဘီနာရှာမပါမျက်လုံးတွေမပါရှာတွေ့ခဲ့ပါတယ်အစကတော့ရှာဖွေရေးသမားတွေကဒါကတော်ရိုင်းဒရိစန်တွေရဲ့လှုပ်ရှက်လို့ပဲထင်ကြတယ်ဒါပေမဲ့သူမရဲ့ဒဏ်ရာတွေကအကောင်ကိုက်စားထားတာလုံးဝမကိုင်းညီနေပါဘူး ူမရှာရီမျက်လုံးတွေကလုံးဝတိကျစွာဖျက်ထုတ်ခံထားရတာဖြစ်ပါတယ်။အချို့ theory ယုံကြည်ကြသူတွေကဒီတောင်တက်သမားတွေဟာလိလဆန်းတက်ခံခဲ့ရတာလို့ပြောပါတယ်။ဒီထူးဆန်းတဲ့ဒဏ်ရာတွေအပြေးမရှိတဲ့ဖြစ်ပျက်မှုတွေဟာလူတွေနားမလည်နိုင်တဲ့စပစ္စည်းကရိယာနဲ့အသုံးပြုထားတာလား။ဒီနေရာကစပြီးပူပြီးတော့တော့ ထူးဆန်းလာပါတယ်။ကမ္ဘာတစ်ပေါ်မှာဒီလိုပုံတူဒဏ်ရာဒဏ်ချက်တွေ UFO တွေးဆမှုနဲ့အတူတူတွေးရှိလေရှိပါတယ်။မွေးမြူရေးတရိတ်ဆန်တွေရဲ့အသွင်အင်္ဂါထုတ်ခံရတာတွေတွေးတွေကိုစုပ်ထုတ်ခံရတာတွေလုံးဝလူတွေတော့မလုံနိုင်တဲ့တိတိကျကျခွဲစိတ်ထားတဲ့ဒဏ်ရာတွေအမျိုးမျိုးပေါ့ဗျာ။အဲ့ဒါတွေအမြဲတွေးလေရှိပါတယ်။ဒီ develop အမှုကြီးဟာလေဒီကမ္ဘာတစ်ပေါ်မှာဖြစ်ပေါ်နေတဲ့ထူးဆန်းအဖြေမရှိတဲ့ကြောက်စရာအမှုနောက်တစ်ခုများလား။ နောက်တစ်ခုကြတော့အဲ့ဒီမီးဆက်ဝိုင်းကြီးပဲခင်ဗျာတချို့သူတွေဝန်ခံပြောဆိုတာကတော့ဒီအရာကတောက်ပါလင်းထိန်နေတယ်လုံးဝသိမ့်စိမ့်နေပြီးတော့တခုခုကိုရှားဖွေးနေတယ်လို့ပဲတဲ့ခင်ဗျာလေပေါ်မှာပြန်ဝဲနေပြီးတော့ဒီတောင်တန်းတွေကိုလေးလာနေတယ်လို့လို့ဆိုပြီးဝန်ခံပြောဆိုကြပါတယ်ဒီမီးဆက်ဝိုင်းတွေကအခြားကဘာကကင်းထောက်တွေဖြစ်နိုင်မလားတောင်တက်သမားတွေကနေရမှာချိန်မှာတမကောင်းလို့ဒီနားမလည်နိုင်တဲ့အရာကိုတွားပြီးထီးတွေ့မိတွားတာများလား ်သီရီတွေအကုန်လုံးကဖြည့်တိကြမပေးနိုင်ပါဘူးရေခဲတောင်ပြိုကျတာဆိုရင်လေအဲ့ဒီမီးအလင်းရောင်ပြန်ဝဲနေတာကိုမဖြည့်ရှင်းနိုင်ပါဘူး parachute mine ဘုံပေါက်ကွဲတာကလည်းရှားရီမျက်လုံးတွေပျောက်ကွယ်သွားတာမရှင်းပြပေးနိုင်ဘူးဒီလူတွေကိုဘာကအလောက်ထိကြောက်လန့်စေခဲ့လို့ထန့်တွေကအထဲကနေလီးဖြတ်ခွဲပြဲပြီးတော့ဖနှက်မပါရေခဲတောင်တောနဲ့ကြီးတွေထဲမှာထွက်ပြေးစေခဲ့တာလေဒီတောင်သက်သမားတွေကဘေးအန္တရာယ်ကိုမထင်မှတ်ပဲတွေးလိုက်ရတာမဟုတ်ပဲသူတို့ကိုလေပေါ်မှာအရာတစ်ခုခုကအစကတည်းကစောင့်နေခဲ့ ခဲ့တာဆိုရင်ကောနောက်ဆုံးတော့ဒီ develop pass အမှုကြီးကအခုချိန်ထိစက်သိန်းထားစရာအပြည့်မရှိတဲ့အမှုကြီးတစ်ခုအဖြစ် ရှိနေသေးပါပဲခင်ဗျာ hiker 900အဆက်ဆက်အမောမောပြဲနေတဲ့ tent တွေဖက်နှက်မပါတဲ့နင်းပေါ်ကရှီယာတွေမျက်လုံးနဲ့ရှားပြောက်တာတွေနောက်ပြီးတော့ထူးဆန်းစောင့်ကြည့်နေတဲ့မိရဲ့လင်းရောင်တွေဒါကစိတ်မကောင်းစရာ incident ပဲလားစစ်တပ်တွေရဲ့လ ీల ဆန်းတက်မှုလားဒါမှမဟုတ်လူတယောက်မှမလွတ်ပြီးပဲအကုန်တက်လိုက်တဲ့ UFO တွေ့ရှိမှုလား ပရိသတ်တို့ကအညာဘာဖြစ်ခဲ့တယ်လို့ထင်လဲခင်ဗျကိုထင်မြင်ချက်လေးတွေကို comment ထဲမှာရေးပြလိုက်ပါခင်ဗျဟုတ်ကဲ့ပါဒီဗီဒီယိုကိုကြည့်ရှုအားပေးကြတဲ့ပရိသတ်တို့အများကြီးကျေးဇူးတင်ပါတယ်နောက်ပုံမှာဆုံကြတာပေါ့ခင်ဗျ